လာပါရှင် People's Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့ November 12ရက်နေ့အတွက်ဂျာမုံပြောပြသွားမယ့်သတင်းတွေကတော့ရွှေကုတ်ကိုကြားဖြတ်မျိုးရဲ့အဓိကယင်းနှိမ့်နှံသူကိုတရုတ်စီထိုင်းလွှဲပြောင်းပေးလိုက်ပါပြီကံဘလူခင်ဦးမျိုးနဲ့အဆက်မှာစစ်တပ်စစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ခံလိုက်ရတာပါစစ်တပ်ဘုံကျဲလို့မောတောင်ဒေသခံထောင်းချီထိုင်းနယ်စပ်တိမ်းရှောင်နေရပါတယ်စစ်တပ်လုံခြုံရေးညှင့်ထားချိန်ပြည်ဦးလွင်မှာရွှေဆိုင်ဓမြတိုက်မှုဖြစ်ပွားခဲ့တာပါဒီသတင်းတွေပြောပြပေးပါမယ်ရှင်။ ကြားဖြတ်မြို့တော်တစ်ခုအဖြစ်သတ်မှတ်ခံရတဲ့ရွှေကုတ်ကုံမြို့သစ်စီမံကိန်းမှာအဓိကရင်းနှီးမြှုပ်နှံသူစီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့တရုတ်ကမ်ဘောဒီးယားနိုင်ငံသားရှီကြည်ကျန်းကိုထိုင်းအာဏာပိုင်တွေကနိုဝင်ဘာ12ရက်နေ့ညနေပိုင်းမှာတရုတ်စီပြန်လွှဲပေးလိုက်ပါတယ်။ရှီကြည်ကျန်းကရွှေကုတ်ကုံမြို့သစ်ကိုကရင်နယ်ကြားစောင့်တပ် BGF ကောင်ဆောင်စောချစ်သူနဲ့အတူတည်ထောင်ခဲ့တာဖြစ်ပြီးသူတို့ကစီးပွားဘက်တွေပါသူတို့ကို American နဲ့ Britain ကအရေးယူတန်းခတ်ထားပါတယ်။အသက်43နှစ်အရွယ်ရှိကို ထိုင်းအထူးရဲတပ်ဖွဲ့ဝင်တွေကချုပ်နှောင်ပြီးနေရာရွှေ့နေတဲ့ဓာတ်ပုံတွေထိုင်းသတင်းဌာနတချို့မှာဖော်ပြခဲ့ပါတယ်။ရှီကိုတင်ဆောင်သွားမယ်လေရင်ကဘန်ကောက်မြို့သူဝနဘူမိလေးစိတ်ကနေနိုဝင်ဘာ12ရက်နေ့ညနေပိုင်းမှာထွက်ခွာသွားပါတယ်။အွန်လိုင်းလောင်းကစားလုပ်ငန်းတွေနဲ့ဆက်နွယ်တဲ့ဆွဆွဲချက်တွေအတွက်အလို့ရှိကြောင်းတရုတ်ရဲတပ်ဖွဲ့ကအပြည်ပြည်ဆိုင်ရာမှုခင်ရဲတပ်ဖွဲ့ကနေတဆင့်ဆက်သွယ်ခဲ့တဲ့နောက်ဘန်ကောက်မှာရှိနေတဲ့ရှီကိုထိုင်းရဲတပ်ဖွဲ့က2022ဩဂတ်လမှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ကစပြီး သူ့ကိုဘန်ကောက်မှာချုပ်နှောင်ထားရင်သူ့ရဲ့ရှင်တွေကတရုတ်စီပြန်လွှဲပြောင်းမှုကိုတားဆီးနိုင်ဖို့၃နှစ်လုံးလုံးအစွမ်းကုန်စူးစမ်းခဲ့ပါတယ်။အထူးသဖြင့်ရှီကကမ္ဘောဒီးယားနိုင်ငံသား passport ကိုင်ဆောင်ထားတာကြောင့်တရုတ်စီလွှဲပြောင်းပေးတာမျိုးမဖြစ်သင့်ဘူးလို့သူ့ရဲ့ရှင်တွေကခုခံရှောက်လဲခဲ့တာပါ။ဒါပေမဲ့အဆုံးမှာတော့အရာမထင်ခဲ့ပါဘူး။အယူခံကိစ္စတွေအားလုံးအရာမထင်တော့တာထေချာသွားတဲ့နောက်ရှီကိုတရုတ်စီလွှဲပြောင်းပေးတော့မယ်လို့ထိုင်းအာဏာပိုင်တွေက November 10ရက်နေ့မှာကြေညာခဲ့ပါတယ်။ ရှီနဲ့ပတ်သက်တဲ့ဆွဆွဲချက်တွေထဲမှာတော့ဒေါ်လာ385ဘီလီယံလောက်ထိရှိနိုင်တဲ့လောင်းကစား website 239ခုကိုထိန်းချုပ်ထားတယ်ဆိုတာလည်းပါဝင်ပါတယ်။ကရင်ပြည်နယ်မြောက်ပိုင်းမြို့ကရွှေကုတ်ကုံမြို့သက်စီမံကိန်းမှာလဲသူ့ရဲ့ရထိုက် international company ကကြီးကြီးမားမားရင်းနှီးမြှုပ်နှံထားတယ်လို့ရွှေကုတ်ကုံမှာရှိရဲ့ကာစီနိုယုံကြီးနှစ်ခုရှိကြောင်းဆွဆွဲခံခဲ့ရပါတယ်။ထိုင်းမှာစုံစမ်းစစ်ဆေးမှုတွေကိုရင်ဆိုင်နေရတဲ့ကာလတလျှောက်ရှီကသူဟာဘာအမှားမှကျူးလွန်မထားကြောင်းအစဉ်တစိုက်ညှင်းဆိုခဲ့တာပါ။ ရှီအပေါ်ဆွဆွဲချက်တွေဟာတရုတ်ကနိုင်ငံရေးအခြေပြုစေစုံမှုတွေနဲ့ထောင်ချောက်ဆင်ထားတာသာဖြစ်တယ်လို့သူ့ရဲ့ရှေ့နေတွေကလည်းပြောပါရယ်။ရွှေကုတ်ကိုဟာအွန်လိုင်းကာစီနိုတွေအပြင်ဒီဂျစ်တယ်ငွေကြေးလိမ်လည်မှုကြားဖြတ်လုပ်ငန်းတွေလူမှောက်ကုန်မှုနဲ့တခြားရာဇဝတ်မှုကျူးလွန်တဲ့ဂိုင်းတွေကျင်လည်ကျဆားရာဒုစရိုက်မျိုးတော်တစ်ခုဖြစ်လဲနမေဆိုးနဲ့ကြော်ကြားပါရယ်။စက်တင်ဘာလမှာတော့ American ဘန်ဒါရေးဝန်ကြီးဌာနကရွှေကုတ်ကိုအပြင် အနီးတစ်ဝိုက်ကြားဖြတ်လုပ်ငန်းတွေနဲ့ဆက်ဆက်တဲ့ကုမ္ပဏီ၉ခုကို နမေပြက်စရင်သွင်းပြီးပိတ်ဆို့အရေးယူကြောင်းကြေညာခဲ့ပါတယ်စစ်တပ်နဲ့ BGF ကတော့ 6K ကော်ဒေတာက KK ပေါက်ကိုကြားဖြန့်နှိမ်နှင်းရေးလုပ်တဲဆိုပြီးလုတ်ကင်နေသူတွေကိုပြန်ခိုင်းသလိုအဆောက်အအုံတရာကျော်ကိုဘုံခွဲဖြက်စီးပြနေပါတယ်ဒါပေမဲ့ရွှေကုတ်ကုံမြို့တဲ့ကြောက်ခတ်အပါဝင်တခြားကြားဖြန့်လုပ်ငန်းတွေအများပြားရှိတဲ့နေရာတွေကိုတော့အခုချိန်ထိမတူမထီရသေးပါဘူးရှင်စကိုင်းတိုင်းကံဘလူးနဲ့ခင်ဦးမြို့နယ်ကြားမှာစစ်တပ်စစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ရပြီး တပ်မ33ဗျူဟာမှုအလောင်းနဲ့စစ်ကောင်စီတပ်သားတွေအများအပြားကိုအရှင်ဖမ်းမိတယ်လို့စကိုင်းအထက်ပိုင်းစစ်ရေးသတင်းရင်းမြစ်တချို့က People Spring ကိုပြောပါတယ်။ November 12ရက်နေ့ကကံဘလူမြို့နယ်ရင်းတက်ရွာနဲ့ခေဦးမြို့နယ်ရှားတော့ရွာကြားမှာစစ်တပ်စစ်ကြောင်းကို PDF နဲ့ပါကာဖာတွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ရဲ့လက်နက်20ကျော်နဲ့တပ်ဖွဲ့ဝင်တွေကိုအရှင်ဖမ်းမိထားတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောတာပါ။တပ်မ33ဗျူဟာမှုကိုတော့အသေးရတယ်သိရကြောင်း အဲ့ဒီသတင်းရင်းမြစ်ကဆက်ပြောပါတယ်စစ်တပ် စစ်ကြောင်းပြတ်ပြီးလက်နက်ခဲယမ်းတွေရတာကိုကံဘလူမျိုးနဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကလည်းအတည်ပြုထားပါတယ်စစ်တပ်စစ်ကြောင်းကနေ72ဦးအရှင်မိပြီးလက်နက်28လက်ရတယ်လို့ကံဘလူခရိုင်တရင်သုံးတာဝန်ရှိသူတဦးက People Spring ကိုအတည်ပြုတာပါတေဆုံးထိခိုက်တာတွေများခဲ့လို့စစ်တပ်ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကနေ Gyrocopter 3စီးနဲ့ November 12ရက်မော်လွယ်3နာရီခွဲဝန်းကျင်မှာလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့သိရပါတယ် နိုဝင်ဘာ17ရက်ကစပြီးကံဘလူနဲ့ရေဦးမြို့နယ်ဘက်ကနေခင်ဦးမြို့နယ်ကိုစစ်တပ်ကနှစ်ဖက်ညက်စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ခင်ဦးနယ်အနောက်မြောက်ချမ်းကကျေးရွာတွေကိုကံဘလူနယ်ဘက်ကအင်အားတရာကျော်ပါတဲ့စစ်တပ်ရဲ့ခြေလင်းစစ်ကြောင်းနဲ့ရေဦးမြို့ကနေလာတဲ့အင်အား80ဝန်းကျင်ပါစစ်ကြောင်းတို့ကတပြိုင်တည်းစစ်ကြောင်းထိုးလာနေတာလို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။ဒါကြောင့်လည်းပြည်သူ9000ကျော်ထွက်ပြေးနေရတယ်လို့အသိပေးပါတယ်။စစ်တပ်ကသခိုင်းတိုင်းတဲကဘျူဟာလန်းတွေ မိန်လန်းကျော်တွေနဲ့တော်လှန်ရေးအင်အားစုထိန်းချုပ်တဲ့နေရာတွေကိုစိုးမိုးဖို့စူးစမ်းနေတာပါပြီးခဲ့တဲ့ဩဂတ်လမှာကမ်ဘလူးမြို့နယ်တွေကရွှေဘုံမြကြီးနားဘူဟာလမ်းပိုင်းကိုပြန်ထိန်းချုပ်ခဲ့ပါတယ်အဲ့ဒီနောက်ခင်ဦးမြို့နယ်ကလမ်းပိုင်းကိုဆက်ထိန်းချုပ်ဖို့စစ်ကြောင်းထိုးခဲ့ပေမဲ့တော်လှန်ရေးအင်အားစုတွေကစစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်နိုင်ခဲ့ပါတယ်ကမ်ဘလူးဇီကုံခင်ဦးနယ်မှာ PDF တွေအကောင်ပြီးစစ်တပ်ကအကြိမ်ကြိမ်ခံနေရတာကြောင့် နေမြေရှင်းလင်းရေးလုပ်ဖို့လိုနေပြီဆိုပြီးစစ်တပ်ဝါဒဖြန့်အကောင့်တွေကရေးသားနေကြပါတယ်ရှင်။တနင်္သာရီမြို့နယ်ထဲမှာရှိတဲ့ထားမြန်မာနယ်စပ်ကမောတောင်ဒေသကိုစစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်နေလို့ဒေသခံထောင်ချီစစ်ပေးရှောင်နေရပါတယ်။နိုဝင်ဘာ၁၀ရက်ကစပြီးမောတောင်နယ်စပ်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့စတင်ပစ်ခတ်ခဲ့တာပါ။နိုဝင်ဘာ၁၂ရက်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေရှိတယ်လို့သိရပါတယ်။စစ်တပ်ကနိုဝင်ဘာ၁၂ရက်နေ့မှာတင် လေရင်နဲ့ဘုံလာကျဲတာနှစ်ခါရှိထားပြီး စစ်ရှောင်ဦးရီထောင်ကျော်ရှိတယ်လို့သတင်းရင်းမြစ်ကပြောပါရယ်စစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုစကားတွေကထိုင်းနိုင်ငံထဲရှောင်ကြသူတချို့လည်းရှိပါရယ်ဒါအပြင်နေဆက်မှာရှောင်နေတဲ့သူတွေများလို့စားနဲ့ရိတ်ခါအပါအဝင်အရေးပေါ်အကူအညီတွေလည်းလိုအပ်နေတာပါ KNU ဗိတ်တော်ဝဲခရိုင်ကလည်းမောတောင်ဒေသခံတွေဟာစစ်တပ်ရဲ့လက်နက်ကြီးပြစ်ခတ်မှုကြောင့်ထွက်ပြေးတိမ်းရှောင်နေရကြောင်းအသိပေးထားပါရယ်စစ်တပ်ကအာဏာဆက်ပြီးတည်မြဲရေးအတွက်သူတို့အုပ်ချုပ်ရာနယ်မြေတွေမှာရွေးကောက်ပွဲအထမကျင်းပဖို့ကြိုးပမ်းနေတယ်လို့ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့နယ်မြေတွေကိုလည်းပြည်သူတွေအကြောက်တရားဖြစ်စေဖို့ရည်ရွယ်ချက်ရှိရှိ ပုံကျဲတိုက်ခိုက်တာလက်နက်ကြီးပစ်ခတ်တာတွေမကြာခဏလုပ်နေတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီတပ်ဟာနိုဝင်ဘာ17ရက်နေ့လယ်ပိုင်းကလည်း KNU ဗိတ်တဝဲခရိုင် KNLA တပ်မဟာလေးနယ်မြေဖြစ်တဲ့အင်းသင့်ထာဒေသကို လေရင်နဲ့ပုံကျဲပြီးစစ်တပ်နဲ့ပစ်ခတ်ခဲ့တာကြောင့်အမျိုးသမီးတအူးသေဆုံးခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ် KNLA တပ်မဟာလေးပူးပေါင်းတပ်တွေက အခုနှစ်အတွင်းမှာစစ်ကောင်စီရဲ့နေဆက်စကန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဒေသတွင်တော်လှန်ရေးတပ်ဖွဲ့တွေကလည်းစစ်ရှိန်မြင့်လာနိုင်ကြောင်းအသိပေးထားပါတယ်ရှင်။စစ်တပ်ကတို့ရှိတဲ့ပြည်ဦးလယ်မြို့မှာနိုဝင်ဘာ12ရက်နေ့မနက်ကလုံခြုံရေးမြင့်ထားချိန်မြို့လယ်ကရွှေဆိုင်တဆိုင်ဓားတိုက်ခံရပြီးလူတအူးသေဆုံးခဲ့ပါတယ်။ဓားတိုက်မှုဖြစ်တာကမြို့ထဲမှာစစ်ကောင်စီအရာရှိတအူးခရီးစဉ်ရှိနေချိန်လမ်းစုံနေရာတိုင်းမှာလုံခြုံရေးတွေချထားတဲ့မနက်၈နာရီခွဲလောက်မှာဖြစ်ခဲ့တာလို့မြို့ကန်တွေကပြောပါတယ်။ မနေ့ကကလေးတွေကြောင်းပူချိန်မှာနေရာတိုင်းစစ်ကောင်စီရဲ့ရင်ထင်းရဲတွေအများကြီးတွေ့ကြရပြီးစစ်ကောင်စီလူကြီးပိုင်းတအူလာမယ်လို့သိရကြောင်းပြင်ဦးလွင်မြို့ကန်တအူကဆိုပါတယ်ပြင်ဦးလွင်မြို့လည်းကအောင်စပယ်ရွှေဆိုင်ကိုစံကယ်အုပ်ထုပ်ဆောင်းထားတဲ့တနက်ကန်လူ၂ယောက်ကဓမြတက်ခဲ့တာပါစိုင်းလုံးကျုံရေးဝန်ထမ်းကဓမြကိုခုခံဖို့ကြိုးစားချိန်တနက်နဲ့အပြစ်ခံရလို့တိတ်ဆုံးသွားပါတယ်အသက်58နှစ်အရွယ်စိုင်းလုံးကျုံရေးဝန်ထမ်းဦးစိန်ဝင်းကတနက်သမားကိုလက်သီးနဲ့ထိုးခုခံချိန်ပြစ်ခတ်ခံရပြီးတိတ်ဆုံးသွားပါတယ် ဒါအပြင်တားဆီးတဲ့ဆိုင်ကအမျိုးသမီးတဦးကိုလည်းတနတ်သမားကထုနှက်သွားခဲ့တာပါဓမြတိုက်တဲ့နှစ်ယောက်တည်းကတယောက်ကိုဒေသခံတွေကဖမ်းမိထားပြီးစစ်တပ်ကခေါ်သွားတယ်လို့မြို့ကန်တဦးပြောပါတယ်ပြင်ဦးလွင်နဲ့တဆက်သေးရှိတဲ့မန္တလေးမြို့မှာတော့စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေပြူစောထီအဖွဲ့ဝင်တွေပူးပေါင်းကျူးလွန်တဲ့ရွှေဆိုင်ဓမြတိုက်မှုတွေမကြာခဏဖြစ်ပွားခဲ့ပါတယ်စစ်ကောင်စီကပြင်ဦးလွင်မှာရွေးကောက်ပွဲလုပ်ဖို့ကြေညာထားတယ်လို့မြို့သားယာလှပရေးအကြောင်းပြပြီးရက်ွက်တွေကိုဖယ်ရှားတာ လမ်းမတန်းဘေးကဈေးဆိုင်တွေကိုမဖြစ်မနေပြင်ဆင်ခိုင်းတာတွေလုပ်နေလို့ဒေသခံတွေစိတ်ရှုံနေကြပါတယ်။ပြင်ဦးလယ်မြို့မှာဆိုင်ကယ်ခိုးယူမှုလူရဲမှုတွေလည်းဖြစ်နေပြီးတရားဥပဒေစိုးမိုးရေးကိုစစ်ကောင်စီကမကင်တွင်နိုင်ဘူးလို့မြို့ကန်တချို့ကပြောပါတယ်ရှင်။ People's Spring ရဲ့ညနေခင်းသတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။